the most advanced country အမေရိကလို့ပြောလိုက်ရတယ်။ဆိုတော့အမေရိကနိုင်ငံမှာအခုဘာတွေဖြစ်နေလဲဆိုတော့မက္ကဆီကိုအလံနေပြပြီးတော့ protest လုပ်နေကြတယ်။ပြီးတော့ဒီ raw footage တွေပြဒီ social media မှာအများကြီးတွေ့ရတယ်။ raw footage တွေကဘယ်လိုမျိုးလဲဆိုတော့ဒီ protest လုပ်တဲ့ဥစ္စာတွေပြီးတော့ဒီ the cop တွေအကုန်လုံးကအဲ့မှာအကာစီးလုပ်ပြီးတော့ဒီစစ်စီး gate ပုံစံပြဒီလုံးဝမျိုးတစ်ခုလုံးကအရင်ကရေထနေ footage တွေပေါ့ဗျာ။အဲ့ footage တွေမှာမှဒီ reporter တယောက်ကိုဟို gun နဲ့ shoot လုပ်လိုက်တယ်။ ဒါပေမဲ့အဲ့ဒါ bullet ပါ bullet ကဟို rubber bullet ပဲတကယ်တကယ် bullet အစစ်တော့မဟုတ်ဆိုအဲ့လိုမျိုး footage တွေလည်းအများကြီးတွေ့ရတယ်ဒီ protest လုပ်တဲ့ footage တွေလည်းအများကြီးတွေ့ရတယ်ဒါတွေအကုန်လုံးကအမေရိကန်မှာဖြစ်နေရဆိုတာကနည်းနည်းလေးအံ့ဩစရာလေးပဲဆိုတော့အမေရိကရဲ့မြို့မှာဘာတွေဖြစ်နေရလဲအမေရိကရဲ့ California မှာဖြစ်နေတာဆိုတော့အဲ့ California မှာဘာတွေဖြစ်နေရလဲဒီ footage တွေကဟိုဘယ်လိုဘာကြောင့်ဖြစ်လာတာလဲဘယ်လိုလဲဘာသတင်းလဲဆိုတာကိုတီးပီးသားဆိုရင်ကြော်သွားလို့ရတယ်မသိရသေးဘူးဆိုရင် Welcome to my channel Milky Vision โอเคဒီသတင်းကိုကျွန်တော်ဘယ်ကနေစမလဲဆိုတော့ Donald Trump နဲ့စရအောင်ဘာလို့ तू က main ဖြစ်နေတာဦး Donald Trump ဗျာဒီ election မလာခင်က तू ဘာပြောလဲဆိုတော့ तू ရုပ်ောက်ပဲမလာခင်က तू ဘာပြောလဲဆိုတော့ तू ကဒီ election မှာနိုင်သွားပြီဆိုရင် तू နိုင်ငံသားတွေဒီ American နိုင်ငံသားတွေအကုန်လုံး तू ကအလို့အခွင့်နဲ့အဆင်ပြေအောင်လုပ်ပေးမယ်ဆိုပြီး तू ကပြောတယ် ဒါပေမဲ့ election နိုင်ပြီးတော့နောက်ပိုင်းမှာကျွန်တော်သိသလောက်တော့ကျွန်တော်သိလောက်မဟုတ်တော့အများကြီး action တွေအများကြီးလုပ်တယ်ဗျာဒါပေမဲ့လည်းဒီ TikTok X back ဆိုပြီးသူပြောတယ်ဟို USA မှာ US မှာထပ်ပြီးတော့ TikTok ကပြန်ပြီးတော့ဟို official ဖွင့်လိုက်တယ်အဲ့ဒီတင်းရလည်းအဲ့ချိန်မှာတော်တော်လေးနာမည်ကြီးသွားတယ်အခု तू ကထပ်ပြီးတော့ reaction လုပ်တယ်ဗျာဘယ်လို reaction လုပ်လဲဆိုတော့ သူ့နိုင်ငံသားတွေအကုန်လုံးအလုပ်အခွင့်လဲအဆင်ပြေအောင်ဆိုပြီးသူကစူးစမ်းတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးသူ့နိုင်ငံထဲမှာအလုပ်အခွင့်လဲနဲ့ပတ်သက်ပြီးနည်းနည်းလေးသူလေ့လာတယ်ပြော။အဲ့လိုလေ့လာပြီးတော့ analysis လုပ်ကြည့်တဲ့ပုံမှာဘာတွေတွေ့ရလဲဆိုတော့ဒီ American နိုင်ငံထဲမှာအဲ့မှာရှိတဲ့အလုပ်ကိုင်တွေအကုန်လုံးမှာဘလို့လဲဆိုတော့ဒီတခြားနိုင်ငံကနေလာပြီးတော့ဒီမှာဒီ visa တက်တန်းတွေတိုးပြီးတော့အလုပ်လုပ်တာကိုတွတ်တွေ့ရတယ်။ ဆိုတော့အမေရိကန်နိုင်ငံမှာပြင်တော့အမေရိကန်နိုင်ငံထဲမှာကဒီအလုံးလုတ်တဲ့လူတွေကအမေရိကန်နိုင်ငံသားတွေကနေတယ်။တခြားနိုင်ငံကနေလာပြီးတော့အလုံးတဲ့လူတွေများတယ်။ဆိုတော့ work permit တွေ you visa တက်တန်းတွေတူဒီ job offer တွေနဲ့လာပြီးတော့ဒီတခြားနိုင်ငံအသီးသီးကနေလာပြီးအလုံးတဲ့လူတွေကသူကအများကြီးတွေ့ရတယ်။ဆိုတော့ तू อ่ะဒီလူတွေအကုန်လုံး तू immigration ချတယ်ဗျာ immigration the biggest immigration तू ဖြတ်ခင်းတယ် immigration ဆိုတာဒါစစ်ဆေးမှုတစ်ခုပေါ့ဒီလူကအခုကျွန်တော်ကနေပြီးအမေရိကသွားတယ်ဆိုရင်ကျွန်တော်မှဒီအချက်လက်တွေပြည့်စုံလား work permit ပြည့်စုံလားကျွန်တော်အဲ့မှာဘယ်နှစ်နေရမှာဘယ်နှစ်လနေရမှာဆိုတော့အဲ့လိုမျိုးအချက်လက်တွေပြည့်စုံလားဆိုပြီး तू ကစစ်ဆေးတယ်ဗျာအကုန်လုံးကိုစစ်ဆေးတယ်အမေရိကန်နိုင်ငံသားမဟုတ်တဲ့လူမှန်သမျှအကုန်လုံးကို तू ကစစ်ဆေးတယ် illegal ဆိုတာဗျတရားမဝင်ဘူးဗျဒီ data အချက်လက်တွေပြီးတော့ဒီ server ဆာလန်တွေမပြည့်စုံမဲနဲ့ဒီ illegal ဝင်လာတာတွေအများကြီးတွေ့ရတယ်အဲ့ဒီထဲမှာမှာ Mexico လူမျိုးတွေကအများကြီးရှိတယ် ဆိုတော့အဲ့လိုမျိုးရှိတဲ့ပုံမှာအဲ့ဒီဒီ illegal လာနေတဲ့လူတွေပေါ့ဒီတရားမဝင်ပြန်နဲ့စာရွက်စာတမ်းတွေမပြည့်စုံမဲနဲ့ data အချက်လက်တွေမပြည့်စုံမဲနဲ့ဒီ visa တက်တန်းကုန်သွားတဲ့လူတွေတခြားနိုင်ငံကနေခိုးဝင်တဲ့လူတွေအဲ့လိုလူတွေကဘယ်မှာအများဆုံးတွေ့ရလဲဆိုတော့ Los Angeles လို့တဲ့နေရာမှာတွေ့ရတယ် Los Angeles ဆိုတဲ့နေရာမှာအဲ့နေရာ California မှာရှိတယ်ဆိုတော့ဒီ Los Angeles ဆိုတဲ့နေရာမှာအဲ့လိုမျိုးဒီ illegal ဝင်တဲ့လူတွေဒီ visa တတ်ပုံဝိုင်းလူတွေအဲ့လိုလူတွေကအဲ့မှာအလုလုနေကြတယ်ဗျနောက်ထပ်ဒီတတ်မတူဘဲနဲ့အဲ့မှာလုံးဝပြနားလည်းမှုတစ်ခုအနေနဲ့လုံနေကြတာလည်းအများကြီးတွေ့ရတယ်ဆိုတော့အဲ့ဒါတွေအကုန်လုံးကို तू ကဖမ်းဖို့လုပ်တယ်ဗျ Donald Trump ဖမ်းဖို့လုပ်ဖမ်းပြီးတော့သူ့နိုင်ငံသူပြန်လွတ်တယ်အခုအိန္ဒိယလာတယ်ဆိုရင်မင်းအိန္ဒိယကိုပြန်လိုက်တော့အခုမြန်မာလာတယ်ဆိုရင်မြန်မာနိုင်ငံမင်းပြန် ဒါမှမဟုတ်တခြားမက္ဆီကိုတို့ဘာလို့တခြားဒီအာရှဘက်ကနေလာတဲ့လူတွေအကုန်လုံးသွားပြန်လွတ်တယ်။ဒါပေမဲ့အဲ့လွတ်ပုံလွတ်နေရဘလို့ဖြစ်လဲဆိုတော့အခုဗျာအိုးအဲ့ဒီအမေရိကန်နိုင်ငံမှာအခုဒီကုမ္ပဏီတစ်ခုမှာပေါ့လူတယောက်ကအလုပ်လုပ်နေတယ်။ထားပါတော့အခုဒီအမေရိကန်နိုင်ငံမှာအခုတခြားနိုင်ငံသားတယောက်ကတခြားနိုင်ငံသားတယောက်ပေါ့အဲ့မှာအလုပ်လာလို့တယ်။ဒါပေမဲ့ तू ကလည်း legal မဖြစ်တော့ဘူးဗျာ။တရားမဝင်တဲ့ illegal ဖြစ်သွားပြီ။အဲ့လူကို तू ကဖမ်းမိသွားပြီဆိုအဲ့လူ तू အရင်ဆုံးလက်ထိတ်ခတ်တယ်။လက်ထိတ်ကပ်ပြီးတော့ airport မှာဒီ public place မှာလေရင်ခွင့်မှာနော်လေရင်ခွင့်မှာအများအမြင်မြင်ရတဲ့နေရာမှာတွတ်ထားတာ ဲ့လိုလက်ထိတ်ကပ်ပြီးထားတာလား तू ကတခိုးလည်းမဟုတ်ဘူးဒါပေမဲ့ तू ကလက်ထိတ်ကပ်ပြီးထားတာလေဘာလို့ तू ကဒီလိုလှုပ်လဲဆိုတော့ထားလိုက်ပါတော့ဦးလက်ထိတ်ခတ်ခံရတဲ့လူကထိုင်းနိုင်ငံသားပဲထားလိုက်တော့အေးဒီထိုင်းနိုင်ငံလူတွေကိုလည်းဒီသတင်းကရောက်သွားမယ်အခုထိုင်းနိုင်ငံသားတယောက်ကအမေရိကမှာလုံးဝဒီတရားမဝင်ဘဲနဲ့ तू ကနေထိုင်လာတယ်မိသွားတဲ့ခါကျတော့ तू ပြန်လှုပ်ပေးမယ်ဒီသူရဲ့ထိုင်းနိုင်ငံကိုပြန်လွတ်ပေးမယ်ဒါပေမဲ့လေဒီအချက်ရစေအောင်လက်ထိတ်ခတ်ပြီးတော့ဒီလေရင်ခွင်းမှာထားတာတယ် လူတွေအများအမြင်မှာထားတာတယ်ဒီသတင်းကိုဒီထိုင်းနိုင်ငံလူတွေလည်းကြည့်ရမယ်နောက်ထပ်ဒီထိုင်းနိုင်ငံကနေပြီးအမေရိကလာမယ်ဆိုရင်နည်းလေကြောက်ရွံ့သွားပြီဗျာဟာငါတို့သွားရင်လည်းငါတို့ဒီလိုဖြစ်မှာလားဆိုပြီးတော့ထိုင်းနိုင်ငံလူတွေကသူက psychological ပြန်သွင်းတယ်သူကဘာလို့ဒီလို psychological သွင်းရချင်းလဲဆိုတော့သူ့နိုင်ငံကိုဘေးနိုင်ငံသားမှမလာစေချင်လို့ပဲဘာလို့မလာစေချင်လဲဆိုတော့အဲ့လိုလာတယ်ဆိုရင်သူ့နိုင်ငံမှာရှိတဲ့လူတွေကအလောက်ခွင့်လန့်နေနေသွားလို့ ဆိုတော့အရန်ယူရှင်နဲ့သူကသူ့နိုင်ငံသားတွေအကုန်လုံးသူကအလုတ်ခွင်လန်းပွင့်ကျင်တယ်။အဲ့ဒီတော့တခြားနိုင်ငံသားတွေအကုန်လုံး illegal ရှိတဲ့လူတွေသူကပြန်လွတ်တယ်။အရှက်ရစီအောင်ပြန်လွတ်တယ်။လေးရအဖြစ်တရားဝင်အောင်နေတဲ့လူတွေကိုလည်းသူကပြန်ပြီးတော့ immigration ကိုထပ်ပြီးတော့စစ်ဆေးတယ်။ကြမ်းတမ်းတယ်ပြီးတော့စစ်ဆေးကြမ်းတမ်းတယ်ပေါ့ဗျာ။ ဖမ်းပြီးတော့ဒီလုံးရက်လေးရက်တွေသူတို့ရဲ့ဒီအဆောင်တွေမှာကက်စတဒီမှာထားပြီးတော့အဲ့လိုမျိုးစစ်ဆေးတာမျိုးတွေစိတ်နောက်ရဖြစ်စေတဲ့အရာမျိုးတွေအများလုပ်တယ်ဗျာဆိုအဲ့လိုမျိုးလုပ်တာကကြတော့ဒီအိန္ဒိယနိုင်ငံသားတယောက်ကအမေရိကမှာမိသွားပြီဆိုရင်အိန္ဒိယမှာရှိရလူတွေကဒီသတင်းကိုကြည့်မယ်ကြည့်ပြီးတော့သူတို့လည်းအမေရိကမှာသွားပြီးတော့အလီအလုတ်ခွဲလန်းနေရှာမယ်အဲ့လိုကြောင်းတက်ဖို့ဘာလုပ်ဖို့တော့သူတို့ကလည်းကြောက်ရွံ့သွားပြီဗျာဆိုတော့မသွားခြင်းမဲ့စိတ်ကများလာမယ်ဒါတော့ Donald Trump လိုချင်တာဘာလို့လဲဆိုတော့မလာလီကောင်းလီပဲ Donald Trump ဘာလို့ဒီလိုမျိုးကြမ်းတမ်းရလဲဆိုတော့ ူရဲ့ character ဘယ်လိုလဲဆိုတော့ तू ကနည်းနည်းလေးမျိုးချစ်စိတ်ရှိတဲ့ businessman တယောက်လို့ပြောလို့ရတယ်။ဆိုတော့ तू နိုင်ငံသားတွေငါးနိုင်ငံတိုးတက်ရမယ်ငါးနိုင်ငံသားတွေတိုးတက်ရမယ်ဆိုပြီးတော့မျိုးချစ်စိတ်သူ့မှာအရေးရှိ။ဒါပေမဲ့အဲ့အချိန်မှာပဲ तू က businessman တယောက်အတွေးရှိတဲ့အပေါ်မှာသူ့ရဲ့ဒီစကားပြောပုံနေရာလဲ businessman တယောက်လို့ပဲငါတွေ့ profit ရှိမှာငါဒီလိုငါလုပ်မယ်ငါတွေ့ profit မရှိငါမလုပ်။ တော့ဒီ biggest immigration process ကြီးဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ Los Angeles ဆိုတဲ့နေရာမှာဒီလိုမျိုးလူတွေအများကြီးရှိကြအောင်တွေ့ရတယ်။အဲ့နေရာကိုသူ့ရဲ့သူ့ရဲ့ဒီတပ်သားတွေကိုလွတ်ပြီးတော့သူကဒီလိုမျိုးစစ်ဆေးကိန်းတာတို့ဖမ်းဆီးကိန်းတာတို့သူအများလုတ်တယ်ဗျာ။ဆိုတော့ဒီလိုလုတ်တဲ့အပေါ်မှာဘာပြဿနာတက်လဲဆိုတော့ဒီ lowest english ဆိုတဲ့ဒီနေရာပေါ့အဲ့ဒီနေရာကိုအုတ်ချုပ်ရေးမှုနဲ့သတ်သနာတက်တယ်ဗျာ။ Donald Trump ကတော့အမေရိကန်နိုင်ငံရဲ့တမ္မာရ သူကတမန်လာဖြစ်ပေမဲ့လေသူကဒီ government မှာနှစ်ခု꿰တယ်ဗျ state government နဲ့ central government နဲ့နှစ်ခု꿰တယ် state government ကကျွန်တော်တို့ဒီတိုင်းနေပြည်နယ်တွေရှိတယ်မလားအဲတိုင်းနေပြည်နယ်တွေကိုပြန်ပြီးတော့အုပ်ချုပ်တဲ့အုပ်ချုပ်ရေးမှုရှိတယ်ဆိုတော့အဲ့လိုအုပ်ချုပ်ရေးမှုတွေပြန်ပြီးတော့ဒီဥဆောင်ပေးတာကြတော့နိုင်ငံရဲ့တမန်လာဖြစ်တယ်ဆိုတော့ Donald Trump ဘာဖြစ်တမန်လာဖြစ်နေတော့မှဗျာအခုဒီဒီ lowest english ဆိုတဲ့နေရာကိုသူကသူ့ရဲ့ဒီတပ်သားတွေလွတ်ပြီးတော့အဲ့လိုမျိုးအဖမ်းကြီးလုပ်မယ်ဆိုရင်အဲ့ဒီ state ရဲ့ဒီ governor ပေါ့ဒီအုပ်ချုပ်ရေးမှုသူက အဲ့ဒီ permission ရသွားမှ तू ကအထဲထဲဝင်ပြီးဖမ်းဆီးလို့ရမယ်အခွင့်အလမ်းမျိုးပေါ့ဗျာဒါအဲ့နိုင်ငံမှာရှိတဲ့ rules ပဲမင်းက president ဖြစ်နေတဲ့နောက်မှာမင်းဒီ state တွေမှာဝင်ပြီးတော့မင်းအာဏာအရန်တုံးလို့မရဘူးဘာလို့ဆိုတော့ तू state နဲ့ तू က तू power ရှိပြီးသား ဆိုတော့အရင်ညှိယူရတယ်ဗျာညှိယူပြီးတော့ငါတို့ကဒီလိုလုပ်ဖို့ရှိတယ်မင်းတို့ဒီနေရာမှာဒီလိုမျိုးဒီ illegal နေရလူတွေအများကြီးရှိတယ်အဲ့ဒါအကုန်လုံးငါတို့ကဖမ်းမယ်ဆိုတော့မင်းလေငါတို့နဲ့လိုက်ပြီးတော့အကူအညီလိုက်လို့ပေးဆိုတော့ဒီလိုမျိုးပြောတဲ့နဲ့သူအဲ့လိုမပြောဘဲနဲ့သူအဲ့ state governor ကိုသူကမပြောဘဲနဲ့သူကဒီ plane ဝင်ဖမ်းတယ်ဗျာအဲ့လိုဝင်ဖမ်းတဲ့ခါကျတော့အဲ့ဒီ Los Angeles ဆိုတဲ့ဒီ state ရဲ့ governor ကအုတ်ချုပ်ရေးမှုကဘာလို့လဲဆိုတော့ဒီ Donald Trump တရားစွဲတယ်ဘလို့တရားစွဲလဲဆိုတော့ တူအားတဲ့ကျွန်တော်ပိုင်တဲ့ထဲပေါ့ကျွန်တော်အုပ်ချုပ်တဲ့နေရာတဲ့ကိုလာပြီးတော့ကျွန်တော်ခွင့်ပြုချက်မရှိဘဲနဲ့တူအားဒီလိုမျိုးကျွန်တော်ဒီပိုင်တဲ့ထဲမှာနေတဲ့ပြည်သူတွေတူအားစိတ်နှောက်ယှက်ဖြစ်အောင်လုပ်တယ်ဒုက္ခတွေလိုက်ပေးနေတယ်ဒီစစ်စေးဂိတ်တွေရမ်းကြမ်းလည်းနေကျွန်တော်မျိုးကစိတ်မပြေတော့ဘူးဆိုတော့အဲ့လိုမျိုး case ဖွင့်လိုက်တယ်ဗျအဲ့လို case ဖွင့်ပြီးတော့ Donald Trump ဒီကိစ္စကိုဗျရှင်းရှင်းလေးဗျသူဘာပြောလဲဆိုတော့အခုမင်းရဲ့ဒီ lowest angle ဆိုတဲ့နေရာမှာ illegal နေရလူတွေများတယ်အဲ့လူတွေအကုန်လုံးငါမနေစေချင်ဘူးမင်းကရှားနိုင်ငံသားလားလက် ်မင်းကမြန်မာနိုင်ငံသားလားလက်အိန္ဒိယနိုင်ငံသားလားလက်ထိုင်းနိုင်ငံသားလားလက်ငါနိုင်ငံသားအတွက်ပဲငါဒီမှာဦးစားပေးမယ်ဆိုတော့မင်းတို့တွေအလုပ်ခွင့်လည်းမရှိကြဘူးလက်တော့သူအဲ့လိုမျိုးဒီအချက်လက်တွေမပြည့်စုံဘဲနဲ့ဗီဇာတက်တန်းတွေကုန်တော့မတိုးဘဲနဲ့ပါစပို့တက်တန်းကုန်တော့လည်းမတိုးဘဲနဲ့နေထိုင်နေတဲ့လူတွေအကုန်လုံးသူကဖမ်းဆီးပြီးတော့ပြန်လွတ်တယ်ဒါပေမဲ့သူကအဲ့နေရာရဲ့အုပ်ချုပ်ရေးမှုခွင့်ပြုချက်မရဘဲနဲ့သူလုတဲ့ပုံမှာသူ့ကိုပြန်ပြီး case ဖွင့်တယ်ဆိုတော့ဒီ case ကိုရှင်းရှင်းလေးငါပြောတာကငါပြောတာကငါနိုင်ငံသားတွေရေးကြည့်တယ်တခြားနိုင်ငံကအလုပ်လာလုပ်တဲ့လူတွေငါတက်စိတ်ဝင်စားဘူး ငါးနိုင်ငံသားအရေးကြီးတယ်ငါးနိုင်ငံတို့တက်ဖို့အရေးကြီးတယ်မိမနေမဘလောက်ပဲတန်းလက်ရှိနေပါစေငါးနိုင်ငံသားပဲငါအတွက်အရေးကြီးတယ်ဆိုတော့မင်းလစ်လိုက်တော့အဲ့လိုမျိုးဘူးဗျာ तू ကဆိုတော့ Donald Trump ရဲ့ point of view ကအဲ့လိုမျိုး โอเคအခုတွေးလို့ရတယ်ဗျာဒီ immigration လောက်တာ ਨੇ အဲ့မှာဒီ protest တွေပြတာ ਨੇ ဒီ Mexico အလန်နေ ਨੇ ဘာဆိုင်လို့လဲဆိုတော့ဆိုင်နေဘလို့ဆိုင်လဲဆိုတော့ဒီ immigration လောက်တဲ့ပုံမှာဗျာဒီလူက illegal အခု Mexico နိုင်ငံသား couple နှစ်ယောက်ပဲထားလိုက်တော့အဲ့ Mexico ကနေပြီးတော့ဒီ zone တွဲနှစ်ယောက်ကဒီ America ကိုလာတယ်ဗျာ America ကိုလာပြီးသူကဒီမှာအလုပ်လုပ်တယ်ဗျာဒါပေမဲ့သူတို့ကလည်းဒီနေတာ visa တန်းတွေပါတယ်ကြာသွားတဲ့အပေါ်မှာသူတို့ကလည်းဒီ illegal ဖြစ်သွား တရားမဝင်တော့အဲ့လိုတရားမဝင်တော့ဒါပေမဲ့သူတို့မှဒီအလုံးမှာသူတို့တဲ့ understanding တစ်ခုရှိရမှာသူကအလုံးဆက်လုပ်လို့ရတယ်အဲ့လိုအလုံးဆက်လုပ်ပြီးဒီအမေရိကန်မှာနေနေတယ်သူတို့ကလည်းဒီကလေးမွေးတယ်ဆိုရင်အဲ့ဒီကလေးကအမေရိကန်နိုင်ငံသားပဲဆိုမက္ကဆီကိုနိုင်ငံကနေပြီးတော့မှဒီ couple နှစ်ယောက်လာတယ်အဲ့ couple နှစ်ယောက်ကနေပြီးတော့ဒီမှာနေတာကြာလာတဲ့အခါကျတော့သူတို့ကလည်းဒီမှာအပိဒီလုံးဝအထိုင်ချသူဖြစ်သွားတယ်ဗျာဒါပေမဲ့အမေရိကန်နိုင်ငံသားလားဆိုတော့ legal မဖြစ်ဘူးဒါပေမဲ့ဘယ်သူမှလည်းမသိဘူးသူတို့ကကလေးမွေးတယ်ဆိုရင်အဲ့ကလေးကအမေရိကန်နိုင်ငံသား အခုပြဒီ protest လုပ်တဲ့ဒီပြဿနာတွေကဘာကြောင့်လဲဆိုတော့ဒီရကြောင့်ပဲအခုဒီအမက်ဆီကိုနိုင်ငံသားဒီစုံတွဲဦးဗျာမင်းတို့မင်းတို့နိုင်ငံကိုပြန်ဒါပေမဲ့မင်းတို့ကလေးကဒီမှာမွေးရတော့ကောင်မှ तू ကအမေရိကန်နိုင်ငံသားအဲ့ဒီကလေးအတွက်ဘာ option ရှိလဲဆိုတော့အဲ့ကလေးကအခုမက်ဆီကိုလိုက်ဝါချင်းလဲရတယ်အမေရိကန်မှာနေမယ်ဆိုလဲရတယ်ဒါပေမဲ့အဲ့ကလေးက session နဲ့အောက်အရင်ငယ်နေရဆိုရင်ဘယ်လိုလုပ်မလဲအခု၈လသားပဲရှိရဆိုရင်ဘယ်လိုလုပ်မလဲ၅နှစ်ကလေးပဲရှိရဆိုရင်ဘယ်လိုလုပ်မလဲ အခုဒီမက္ကဆီကိုလင်မယားအနည်းအောင်အနည်းနဲ့ပဲကြည့်အောင်သူတို့ရဲ့စီးနေဥစ္စာတွေကဒီအမေရိကမှာရှိနေတယ်ဆိုတော့သူတို့ကမက္ကဆီကိုသွားမယ်ဆိုရင်သူတို့ကလက်ကပလာကြီးဖြစ်သွားမှာဘုံမှာသူတို့စီးနေဥစ္စာပြန်ပြီးတော့အမေရိကပြန်ထည့်မှာမဟုတ်ဘူးသူတို့စီးနေဥစ္စာကိုအမေရိကရှုလိုက်မှာဘိုးရောင်သူတို့ကတောင်းစားတယ်ပဲဆိုတော့သူတို့မှာကလေးရှိတယ်အဲ့ကလေးကအမေရိကန်နိုင်ငံသားကလေးရကိုအရင်ငယ်နေရလာသားပဲရှိသေးတယ်ဒီ9နှစ်6နှစ်ပဲရှိသေးရဆိုရင်အဲ့ကလေးကမလုပ်ရမလဲအဲ့ကလေးတော့ဒုက္ခတွေအရင်ရောက်သွားပြီဆိုတော့အခု protest လုပ်နေတာအဲ့ဒါကြောင့်ပဲ protest လုပ်နေတာကမက္ဆီကိုနိုင်ငံသားတွေပဲမဟုတ်ဘူးเนาะအမေရိကနိုင်ငံလူကြီးလည်းပါတယ်မက္ဆီကိုကလူကြီးလည်းပါတယ်တခြားဒီနိုင်ငံအကြီးကြီးကလူကြီးလည်းပါတယ်အဲ့ lowest english ဆိုတဲ့နေရာမှာတခြားနိုင်ငံအကြီးကြီးကလူကြီးလည်းပါတယ်ဆိုတော့ဒါကတရားမမျှတတော့ဗျာဒီ clean နေရာအနေကြီးမယ်ဆိုရင်ဒါလုံးဝ fair မဖြစ်တော့ဘူးဗျာငါကဒီအဲ့ clean ကအခု6နှစ်ပဲထားလိုက်တော့ဒီမှာနေရဆိုလည်းမိဘမဲ့ clean ဖြစ်သွားရင်ဆိုတော့ဘယ်လိုမျိုးဒီ clean အတွက်အဆင်ပြေမှာလဲအမေနဲ့အဖေမင်းနဲ့လိုက်သွားပြီဆိုလည်းမက္ဆီကိုမှာသူတို့ဘယ်လိုအဆင်ပြေမှာလဲ တို့စီးရဲ့ဥစ္စာတွေဒီမှာအမေရိကန်မှာရှိနေတာအမေရိကန်ကသူ့ကိုပြန်လုပ်ပေးမယ်ဆိုရင်ဒီစီးရဲ့နေပြန်မပါတော့ဘူးဆိုတော့ဒီကလေးတယောက်နေရနေချင်းမယ်ဆိုရင်အစုံကအစီမံပေးတော့ဘူးဗျာဒီလင်မြန်းနေရောက်ကဘလို့သွားချင်ပါလဲမတို့ဒီရှာတဲ့ပတ်စံလေးဒီရတဲ့အကောင်လုံးကဒီနိုင်ငံမှာရှိနေတာမတို့က illegal လောကတရားမဝင်ကိုလက်ခံတယ်ဒါပေမဲ့ငါတို့သွားတယ်ငါတို့သွားလိုက်ပြီဗျာဟိုမှာသူတို့ကလည်းအမှလုံကဒီစီးတဲ့မဲ့နေဖြစ်သွားမှာဆိုတော့စီးတဲ့မဲ့ဖြစ်သွားမှာအဲ့ကလေးတို့လည်းဒုက္ခရောက်မှာဆိုတော့အဓိက protest ပြနေတာအဲ့ဒါအကြောင်းပဲ Okay အမေကနောက်တစ်ခုမေးလို့ရတယ်ဗျာ ဆိုတော့ဒါရီယာကအမေရိကန်နိုင်ငံမှာဖြစ်နေတာဒေါ်နယ်ထရန့်ကလည်းအမေရိကန်နိုင်ငံသားပဲဒီလော့စ်အင်္ဂလစ်ဆိုတဲ့ဒီစတေတရဲ့ဒီဂဗာနာဘော်ဒီအုပ်ချုပ်ရေးမှူးကလည်းအမေရိကန်နိုင်ငံသားပဲဆိုတော့တိုးနှစ်ယောက်ကဘာလို့မတည့်ကြတာလဲအဲ့ဒီဂဗာနာအဲ့ဒီအုပ်ချုပ်ရေးမှူးနာမည်ကနယူဆမ်လို့ခေါ်တယ်ဆိုတော့နယူဆမ်နဲ့ဒေါ်နယ်ထရန့်နဲ့ကြတော့မတည့်ဘူး opposite လောကပါတီချင်းလည်းမတူတဲ့လည်းမတည့်ဘူးဆိုတော့အဲ့လိုမတည့်တဲ့အပေါ်မှာ ဒီ Donald Trump ကလည်းသူ့နေရာကိုကျူးကျော်ပြီးတော့ဒီလိုမျိုးလုပ်လိုက်တဲ့ပုံမှာသူကလည်းတအားမချိနှက်ဘူး။ New Sun လည်းတအားမချိနှက်ဘူး။ဆိုတော့မချိနှက်ပဲနဲ့တရားဥပဒေမှာ case ဖွင့်တယ်။ Donald Trump ကလည်းရှင်းရှင်းလေးငါဒီမှာဒီလက်ရှိအာဏာကငါလက်ထဲမှာငါလှုပ်ရှင်တာလုပ်မယ်။ငါလှုပ်ရှင်တာလုပ်မယ်ငါနိုင်ငံသားတွေအတွက်ငါလှုပ်ရှင်တာလုပ်မယ်ငါနိုင်ငံသားပဲအရေးကြီးတယ်ဘသူတောင်းမှငါငဲညာစရာမလိုငါ businessman တယောက်ငါနိုင်ငံအတွက်ဘာ profit ရှိလဲအဲ့ဒါပဲငါလုပ်မယ်ငါနိုင်ငံသားတွေအတွက်ငါမျိုးရိုးအတွက်ဘာ profit ရှိလဲအဲ့ဒါပဲငါလုပ်မယ် ဆိုတော့ Donald Trump လိုလူမျိုးဒီမှာ news channel ကတော့ဘယ်လိုလဲဆိုတော့ तू ကဒီတခြားလူတွေလည်းလူမျိုးခွဲခြားမှုလည်းမရှိဘူးဗျအကုန်လုံးလည်းအခွင့်အရေးရမယ်အကုန်လုံးအစဉ်ပြေးရမယ်ဆိုအဲ့လိုမျိုးလူအဲ့ဒီ state ရဲ့ governor ကအဲ့လိုမျိုးလူတန်းစားကြဒီ new san ဆိုရက်ဒီလူကအဲ့လိုမျိုးလူတန်းစားဆိုတော့သူတို့နှစ်ယောက်ကိုယ်တိုင်မှာဟိုကဒီ character အချင်းချင်းကြည့်မယ်ဆိုရင် opposite ဖြစ်နေတယ်တဖက်ကလူကကြတော့ဒီမျိုးချစ်လာဆိုတော့မဟုတ်ဘူးဗျအကောလုံးတဲ့အစင်ပြေးရမယ်တဖက်ကလူကကြတော့သူ့မျိုးပဲအစင်ပြေးရမယ်ဒါက Donald Trump ပေါ့နော်ဆိုတော့ ဒီကိစ္စမှာအရန် issue ဖြစ်နေတာဒီရပဲဒါမဲ့သူတို့နှစ်ယောက်လုံး case ဝင်လာတယ်အဲ့ဒီ case ကအခုလည်း still တွားနေတော့ပဲဒါမဲ့ဘယ်သူပဲအနိုင်ရမလဲတော့မသိသေးဘူးကျွန်တော်ထင်မြင်ချက်ကြည့်မယ်ဆိုရင်ပထမဆုံးမလာက Donald Trump အရင်မလာအရင်ဆုံးအဲ့ဒီ governor နဲ့သူကအရင်ဆုံးဒီ New Sanswet governor နဲ့သူကအရင်ဆုံးတိုက်မင်းတင်တယ် တိုင်ပင်ပြီးတော့ငါတို့ကမင်းမျိုးတွေကိုလာတော့မယ်မင်းမျိုးတွေမှာဒီလိုမျိုးလူတွေအများကြီးတွေ့ရတယ်အဲ့လူတွေဖမ်းပြီးငါတို့ကပြန်ပို့ရမယ်နိုင်ငံရဲ့အကောင်အကျိုးအတွက်လုပ်ရမယ်ဆိုပြီးတို့ရရင်တိုင်ပင်တယ်မတိုင်ပင်မဲ့လုပ်တဲ့ပုံမှာဒါတွေအများကြီးဖြစ်တယ်အခုဒေါ်နယ်ထရန့်ကလုပ်နေ step ကနှမျိုးပဲရှိတယ်ဗျာဒီ biggest emigration သူကဗျာ businessman တယောက်ဖြစ်တဲ့အပေါ်မှာကျွန်တော်အထင်မြင်ပေါ့နော် businessman တယောက်ဖြစ်တဲ့ပုံမှာ तू လှုပ်ချင်တဲ့အရာကို तू ရအောင်လုပ်မှာ businessman တယောက်ဖြစ်နေတဲ့ပုံမှာ तू မရရတဲ့နည်းနဲ့ तू ရောက်အောင်လုပ်မှာဒီလူတွေအကုန်လုံးကို तू ကဒီသူ့နိုင်ငံနဲ့ तू ကအကုန်လုံးကို तू ပြန်ပို့ပေးမှာပြန်ပို့ပေးမှာပြန်ပို့ပေးတာကအကြောင်းမဟုတ်ဘူးဒါပေမဲ့ပြန်ပို့တဲ့နည်းကအရန်မားနေတာကိုလူတွေကလည်းဒီ protest လုပ်ကြတာ तू နည်းနည်းစိတ်ပြတ်နေကြတာဟိုလက်ထိတ်ခတ်ပြီးပို့တာလို့ဘာလို့ကကြတော့ဟိုဟိုကောင်းကောင်းမွန်ပို့လို့ရတယ်ဗျာ illegal နေတာမင်းတိဝိုင်းမင်းတွေ့ဝိုင်းပြီမင်းကောင်းကောင်းမွန်ပို့လို့ရတယ်လက်ထိတ်ကပ်ပြီးတော့အဲ့လက်ထိတ်ကဒီသူ့နိုင်ငံနဲ့ပြန်ပြီးတော့ landing လုပ်တဲ့အချိန်ဒီလက်ထိတ်ကပါနေတယ် ဟိုထိုင်းနိုင်ငံသားတယောက်မိပါပြီဆိုရင်အဲထိုင်းနိုင်ငံသားကိုလက်ထိတ်ခတ်ပြီးတော့ဟိုမှာအရင်ဆုံးထားလာတယ် public place မှာထားလာတယ်ဆိုတော့လူကြားထဲမှာအဲ့လိုထားပြီးတော့အပြင်ကိုအဲ့နိုင်ငံနဲ့လေရင်တင်ပေးလိုက်တယ်ဒီနိုင်ငံရောက်တဲ့တော့ live လက်ထိတ်အတိုင်းပါနေတော့မယ်ဆိုတော့ဒီနီလန်နေလောက်တာဦးနည်းနည်းလေးဟိုလူကြီးကမကြိုက်ကြဘူးဗျာဒီအမေရိကန်နိုင်ငံသားတွေလည်းမကြိုက်ကြဘူးဒါပေမဲ့ဒေါ်နယ်ထရန့်ကိုအားပေးနေတဲ့လူတွေသူ့ရဲ့ဒီ fan တွေပေါ့သူ့ပါတီရဲ့လူတွေသူ့ရဲ့ fan တွေကဘာတွေပြောလဲဆိုတော့အရင်ရိုးရှင်းနေကွာငါတို့လောက်တာဘာအပြစ်ရှိလို့လဲတဲ့မင်းတို့ကဒီမှာ illegal အဖြစ်နေနေတာမင်းတို့လက်လိုက်တော့ ငါတို့အတွက်အခွင့်အလမ်းနေမရဘူးငါတို့အခွင့်အလမ်းလိုချင်တယ်ငါတို့နိုင်ငံဒါငါတို့အမေရိကန်နိုင်ငံသားတွေနေရမယ့်နိုင်ငံအမေရိကန်နိုင်ငံဆိုတော့တခြားနိုင်ငံသားတွေ illegal နေရဆိုရင်လစ်လိုက်တော့ဒါပေမဲ့မင်းတို့ scholarship ရလို့ကြောင်းလာတတ်တယ်ဆိုရင်လည်းလာတက်ကြောင်းတက်ဖို့လာရဆိုရင်လည်းလာခဲ့နောက်ထပ်ဒီ job offer တွေရလဲဆိုရင်လည်းလာခဲ့ဒီလုံးဝဒီတရားမဝင်ပဲနဲ့မင်းတို့ကဒီအင်ဆုံးလာမယ် visa တန်းတန်းကုန်သွားတာကိုအဲ့အော်ထပ်ပြောဒီမတိုးပဲနဲ့ဒီမှာဆက်နေနေတယ်အဲ့လိုလူတွေတွေ့ရင်မင်းတို့လစ်လိုက်တော့ဒါအဲ့လိုမျိုးဗျာဟိုဖြစ်ချင်တာကကြတော့ အခုပြန် normally ပြန်ဒီမြန်မာနိုင်ငံနေပြီးတော့အမေရိကသွားဖို့ဆိုတာလွယ်တဲ့ကိစ္စမို့ဟိုသူရဲ့ qualification ပြသူလိုအပ်တဲ့ဒီ requirement တွေပြဒီအများကြီးလိုအပ်တယ်ပြအခုဒီ talent နဲ့ပတ်သက်ပြီးတော့ education နဲ့ပတ်သက်ပြီးတော့ဒီအဲ့မှာကြောင်းတက်ဖို့အတွက်ဆိုတော့မှစောင့်ဝဲဖြစ်ရတာတွေရှိဆိုတော့ဒီကနေပြအဲ့ကိုသွားဖို့တော့မလွယ်တာဗျာတကယ်လို့အဲ့ကိုရောက်သွားပြီဆိုရင်လေအခုဒီလိုနေခံရတယ်ဆိုတော့ဒီကနေသွားကျင်တဲ့လူကသွားကျင်စီမရှိတော့ဘူး အဲ့လိုမျိုးလည်းဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီတတော်များပြဒီအမေရိကမှာကြောင်းတက်တယ်အမေရိကမှာအလုပ်လုပ်တယ်ဆိုတာဒါဂုံတစ်ခုဗျာဂုံတစ်ခုအနေနဲ့ဒါခံယူတာကြတာအမေရိကနိုင်ငံမှာကြောင်းတက်တယ်အလုပ်လုပ်တယ်ဆိုတာကဂုံတစ်ခုအနေနဲ့တော်များခံယူတာကြတာဆိုတော့ဒေါ်နယ်ထရန့်ကကြတော့အဲ့ဒါလေဘာမှငါမစင်းသားဘူးဗျာငါနိုင်ငံတော်အဲ့ဂုံနေကမလို့ဆိုတော့မင်းတို့ကငါနိုင်ငံကြောင်းကောင်းကြောင်းပြောလဲငါမလို့အောင်ငါနိုင်ငံသားပဲငါတို့အရေးကြီးတာငါနိုင်ငံသားငါနိုင်ငံမှာရှိတဲ့အလုပ်ကိုအကုန်လုပ်ရမယ်ဆိုတော့အဲ့လိုမျိုး โอเคလက်ရှိဒါအခုအမေရိကမှာဒီ Los Angeles ဆိုတဲ့နေရာမှာကြုံတွေ့နေရတဲ့သတင်းနေရာဒါလေးပဲဖြစ်တယ်ဆိုတော့ Donald Trump နဲ့အဲ့ဒီမှာရှိတဲ့အဲ့ State Governor နဲ့ကြုံတွေ့နေရတဲ့ဒီ case နဲ့ဒီအကြောင်းပဲဖြစ်တယ်ဒီ World News နဲ့ကြည့်မယ်ဆိုရင်ဒီ Iran နဲ့ Israel နဲ့လည်းဒီကြက်ရက်တွေအရင်ထနေတယ်ပြီးတော့ဒီ Ukraine နဲ့ Russia နဲ့လည်းနည်းနည်းလေးကြက်ရက်တွေထနေတယ်ဆိုအဲ့ဒီသတင်းတွေရေလဲသိကြည့်နေဆိုရင်ကျွန်တော် Milky Vision Channel ကို subscribe and follow လုပ်ခဲ့ပြီးအရေးကြီးဆုံးအချက်က bell button လေးကို press လုပ်ခဲ့ပြီးအဲ့ဒါမှကျွန်တော်တင်တဲ့ video နဲ့ message phone နဲ့မှာ notification ပေါ်မှာပဲဖြစ်တယ် ်။နောက်တဲ့ဘာကြီးသိရင်ဆိုကမမက်ကြီးပြအားလုံးပဲ။